အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဟိမ့်ပါဒီဗီဒီယိုမှာကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကဂျင်ဆိုတဲ့အဖန်စင်းကန်တစ်မျိုးမမြင်ရတဲ့တရဝါတစ်မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်ဂျင်ဆိုတာဘာလဲမြန်မာလိုဆိုရင်နတ်လို့ပဲပြောရမှာနတ်ကောင်းပဲဖြစ်ဖြစ်နတ်ဆိုးပဲဖြစ်ဖြစ်သူတို့ကိုဂျင်လို့ခေါ်တယ် RB ဘာသာစကားမှာတော့မမြင်ရတဲ့အရာတွေကိုဂျင်လို့ခေါ်တယ် RB ပြီးတယ်မှာတော့မီးရောက်မီးလျံနဲ့ဖန်စင်းခံပြီးတော့ လေမြန်ပေါ့ပါစွာသွာလာနိုင်စွမ်းရှိတယ်။အတွင်တံအမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိတဲ့အဖန်ဆင်းကန်တွေကိုဂျင်လို့ခေါ်တယ်။သူတို့ဘာတွေနဲ့ဖန်ဆင်းထားတာလဲ။သူတို့ကဘာတွေနဲ့ဖွဲ့စည်းထားတာလဲ။ဘယ်ကနေဖြစ်လာတာလဲ။မီးရောင်မီလျံနေတဲ့ဂျင်တွေကိုဖန်ဆင်းခဲ့တယ်။အင်ဂျယ်တွေကိုကြတော့မီးရဲ့အလင်းရောင်နဲ့ဖန်ဆင်းထားတယ်။ရှိုက်တန်တွေကိုကြတော့မှောင်မိုက်တဲ့အငွေ့နဲ့ဖန်ဆင်းထားတယ်။အင်ဂျယ်တွေကကြတော့ကောင်းတာပဲလုပ်တယ်။ရှိုက်တန်တွေကကြတော့မကောင်းတာမှန်တယ်များလုပ်တယ်။ ဂျင်ုံကြတော့မီးရဲ့အလင်းနဲ့လည်းမဟုတ်ဘူးမောင်မိုက်တဲ့အငွေ့နဲ့လည်းမဟုတ်ဘဲနဲ့ဖန်ဆင်းထားတယ်အဲ့လိုမျိုးမီးနဲ့ဖန်ဆင်းထားတဲ့အတကြောင့်မို့လို့သူတို့ကကောင်းခြင်းဆိုးခြင်းနှစ်ခုလုံးကိုပြုလုပ်ကြတယ်ဂျင်တွေရဲ့အဖေနဲ့အမေကဘာတူလဲကျွန်တော်တို့လူသားတွေမှာလည်းလူသားအလုံးရဲ့ဖခင်အာဒမ်လူသားအလုံးရဲ့မိခင်အေဝါဆိုပြီးတော့ရှိတယ်လို့မျိုးဂျင်တွေမှာလည်းသူတို့ရဲ့ဖခင်မိခင်ဆိုတာရှိတယ်ဂျင်တွေရဲ့ပထမဆုံးဖခင်နာမည်ကမာရစ်သူ့ရဲ့ဇနီးနာမည်ဂျင်တွေရဲ့ပထမဆုံးမိခင်နာမည်ကမာရဂျာ တို့ဂျင်စနီးမောင်နဲ့လင်းများနှစ်ဦးကနေပြီးတော့ဂျင်တွေကမျိုးဆက်ပြန့်ပွားခဲ့တယ်။ဂျင်တွေကဘယ်လိုပုံစံတွေနဲ့ရှိကြလဲဘယ်လိုမျိုးနေထိုင်ကြလဲဒါတော့ကျွန်တော်လေ့လာကြည့်တဲ့အခါမှာအမျိုးမျိုးတွေ့တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တိတိလောက်လေးကိုပြောပြပေးမယ်။တို့ကမွေတွေကင်းတဲ့ပုံစံနဲ့လည်းသွာလာနေထိုင်တတ်တယ်။တချို့ကတော့လေလိုပဲပုံသဏ္ဍာန်မရှိဘူး။သူကတော့အမြဲတမ်းလှည့်ပတ်သွားလာတယ်၊ကွင်းပြင်ကျယ်တွေတိုးတောင်တွေမှာနေထိုင်တယ်။နောက်တစ်မျိုးကတော့လူသားတွေလိုပဲ။ဂျင်းမျိုးစားဗနမျိုးရှိလဲ ဂျင်မျိုးစားကြောင်းပြောရမယ်ဆိုရင်ရိုးရပုံမြင်နေဝိညာဉ်ရေးအထုံနှန်းအစဉ်လာတွေအရအဓိကဂျင်အမျိုးစား၅မျိုးရှိတယ်အဲ့ဒီ၅မျိုးတဲ့ဟာတမျိုးချင်းစီရဲ့ထူးခြားမှုတွေပါဝါတွေအဆင့်အတန်းအနေနဲ့ကျွန်တော်ပြောပြပေးမယ်နံပါတ်၁မာရက်သူ့ကြတော့ပုံကန်တဲ့သူအစွမ်းထက်တဲ့သူပောက်ကျစ်ဆင်းလဲတဲ့သူနာခံမှုမရှိတဲ့သူစသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြတယ်သူရဲ့ထူးခြားမှုတွေကတော့အစွမ်းအထက်ဆုံးဂျင်၊စွမ်းအရှိဆုံးဂျင်ဆိုပြီးတော့သိရှိရတယ်။ပင်လယ်ရဲ့နတ်ဆိုင်တဲ့နေရာတွေမှာတွေ့ရတတ်တယ်။ပင်လယ်ထဲမှာပဲနေတယ် ရှေးကြတဲ့ရွေးကပုံမြင်တယ်မှာဆိုရင်ဒီမာရစ်အမျိုးအစားတော်တော်ကြီးကိုမာနာကြီးပြီးတော့ထင်းချိုးဝါခတ်တဲ့အမျိုးအစားနောက်ထပ်ရှေးကြတဲ့ပုံမြင်တယ်မှာဆိုရင်လည်းဒီမာရစ်အမျိုးအစားဂျင်တွေကိုထုံနှန်းဆင်လာတွေနဲ့ဆင့်ခေါ်ပြီးတော့ရစ်ပူစော်တာတွေလှုပ်ကြရတယ်ဒါနာကြီးတွေထဲမှာဆိုရင်တော့လူတွေရဲ့ဆန္ဒရမျက်တွေကိုသူတို့စီမှာအလဲလဲလှုပ်ကြတာမျိုးရှိတယ် နံပါတ်1 ifrit လေးပဲရတော့ဒေါသပုံကန်ခြင်းသူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစ္စလမ်ဘာသာရဲ့ကုရ်အန်ကျမ်းတော်မှာမန်ရှင်းထားတဲ့အကြောင်းအရာရှိတယ်တော်တော်ကြီးကိုမှအန္တရာယ်ကြီးတယ်အယံတန်ပါတယ်ဘယင်းနေနဲ့လူအဖွဲ့စည်းတွေစစ်တပ်တွေကြားထဲမှာလည်းပါဝင်ပတ်သက်ဆက်နွယ်နေနိုင်တယ်ဒါအောင်သဘောမပေါက်ဘူးဆိုရင်ကျွန်တော်အခုပြောပြပေးမယ်မိတ်ဆွေတို့ King Solomon ဆိုတာကြားဘူးရဲ့မလား Solomon ဘီယံ Professor Sulaiman အဲ့ King Solomon ကသူ့ရဲ့ knowledge အပေါင်းပါနေတဲ့စကားပြောရင်သူစစ်တပ်ပေါ့ဗျာအဲ့ဒီကအကြီးကြီးနေတဲ့စကားပြောရင် ခွင်းရှိပါရဲ့ throne ကိုရှိပါဘီယမရဲ့ပလင်ကိုအဲ့ဒီဘီယမကို queen မခေတာဆိုပြီးတော့လည်းတည်တယ် queen bilkis လို့လည်းတည်တယ်အဲ့တော့အရှိပါဘီယမရဲ့ပလင်ကို King Solomon ကငါးစီဘသူအမြန်ဆုံးယူလာနိုင်တယ်လို့မေးလိုက်တယ်။အဲ့မှာ Ifrit ဂျင်ကသူလုံမယ်ဆိုပြီးတော့ယူလာပေးတာ။ဘလောက်ပဲကြာလဲဆိုတော့ King Solomon မျက်တောင်တစ်ခတ်ပဲကြာတယ်။တကယ်တော့အဲ့ပလင်ကတခြားဝေးလံလုံးတဲ့နေရာဒေသကတိုင်းတစ်ပါးမှာရှိတဲ့ပလင် အရာကိုမျက်တောင်တစ်ခတ်အတွင်းမှာယူလာပြီးတယ်။ powerful ဖြစ်လာမဖြစ်လာကိုပြောကြတယ်။အိုက်ခက်ကဘယင်းနေပလင်ဆိုတာကလည်းပါတီပါချပုတ်ပုတ်ပပကျွန်တော်တို့ထင်တယ်လို့မျိုးမဟုတ်ဘူး။ကြီးမာခန်းနာထဲဝါပြီးတော့သိတယ်မလားဘယင်းနေရဲ့ခန်းနာမှုကိုအချိန်ဝအောင်ပြမယ်ပလင်မျိုး။အဲ့လိုမျိုးပလင်ယူမျက်တောင်တစ်ခတ်အတွင်းမှာယူလာပြီးတယ် Ifrit က Solomon ဘယင်းဆိုတာကလည်းနည်းနည်းကဘယင်းမျိုးမဟုတ်ဘူး။အဖရစ်တို့မာရစ်တို့လိုမျိုးစွမ်းကြီးတဲ့ဂျင်တွေရောတခြားဂျင်တွေအားလုံးရောအမိန်ပေးစေခိုင်းနိုင်တယ်။တရိစံတွေပြောတဲ့စကားတွေကိုလည်းနားလေတယ်။ပြန်လဲပြောနိုင်တယ်။ အဲ့ဒါတွေအပြင်ထပ်ပြီးတော့သူကလေယိုပါအမိန်ပေးစေခိုင်းနိုင်နေတယ်အဲ့ဒါလိုဘယင်မျိုးဒါတော့အခု if it အကြောင်းပြောဖို့တော့ကျွန်တော် King Solomon လက်ထက်ကဖြစ်စဉ်တစ်ခုကိုယူလာပြီးတာအဲ့ဒါကလို့အဲ့လိုမျိုး King Solomon အကြောင်းနဲ့ပတ်သက်ပြီးသိကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်တင်ပေးမယ်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့အဲ့ဒီ if it က Black Magic ကိစ္စရပ်ဒီမှာလည်းမကြာခဏဆိုလို့ပါဝင်လေးရှိတယ်ပတ်သက်လေးရှိတယ်နံပါတ်3 ခြေတန်သူကြောင့်ဘယ်လိုပြောရမလဲ devil or evil ပေါ့ဗျာမာနမကောင်းမှုဂျင်ဆိုးဂျင်ရုံမှာပေါ့ဗျာရှိုက်တန်နေကြတော့ဂျင်ဆိုးတယ်သူတို့ကစေတန်ရဲ့နောက်လိုက်တယ်စေတန်ဆိုတာကျွန်တော်တို့ဒီ arabic မှာဘယ်လိုခေါ်လဲ iblis iblis ကနောက်လိုက်တယ်စေတန်ရဲ့နောက်လိုက်တယ်ဒီရှိုက်တန်အားလုံးဟာဂျင်အမျိုးနွယ်တွေရပဲဒါပေမဲ့ဂျင်အားလုံးကတော့ရှိုက်တန်တွေမဟုတ်ဘူးရှိုက်တန်ဆိုတာဒီဂျင်ဆိုးတွေကိုပြောတာပေါ့ဗျာမကောင်းတဲ့မာနတွေကိုပြောတာသူတို့ကဘာလုပ်လဲဆိုတော့လူသားတွေကိုဒွိဟတန်တရားတွေမကောင်းတဲ့ညဉ့်ညမ်းတဲ့အတွေးခေါ်တွေကိုအငြင်းတန်းထည့်ပေးလေးရှိတယ် ဲ့လိုမျိုးမကောင်းတဲ့အတွေးတွေမဝင်ဝင်အောင်လုပ်လို့ရှိတယ်။ဒီရှိုက်တန်မျိုးစားအုပ်စုဂျင်တွေရဲ့ရည်ရွယ်ချက်တာဝန်အားလူတွေကိုလမ်းမရောက်အောင်ဖြောင်းမမှန်ကန်မှုတွေကနေလမ်းလွဲအောင်လှည့်ပြဖို့။နံပါတ်၄ဂျင်အယ်ကရင်တူရိုဒီညာမှာအပေါင်းဖော်ဂျင်လို့ပဲကျွန်တော်ပြောလိုက်။ကျွန်တော်လူသားတိုင်းမှာလူတယောက်ချင်းစီအတွက်ကိုယ်နဲ့သက်ဆိုင်တဲ့ဂျင်ရှိတယ်။ပြောကျင်တာပါစင်နေခြင်းပေါ့ဗျာသူတို့ကကျွန်တော်တို့နဲ့ဘဝတခြားလုံးအတူတူရှိနေကြတယ်ပြီးရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာလည်းလိုက်ပြီးတော့လွှမ်းမိုးတတ်တယ်မကောင်းမှုတွေလုပ်ဖို့တီးတိုးပြောတတ်တယ်စွပေးတတ်တယ် အဲ့လိုသူတို့တွေရဲ့နှောက်ယှက်မှုတွေကနေကိုကတရားအားထုတ်ကျင့်ကြံကြံအဖြစ်လဲတိုက်ဖြတ်ကာကွယ်လို့ရတယ်အဲဒါကတော့ဘာသာရေးပဲရောက်ဝိုင်းပေါ့နော်နံပါတ်5 goal သူ့ကြတော့ demon ဒါမှမဟုတ် monster နတ်ဆိုးပေါ့ဗျာအရန်အညင်ရှိတယ်ပုံတရံအတွင်တရံပြောင်းလဲနေတတ်တဲ့ဂျင် သူတို့ဟိုတဲကန်နေရနေတင်းချိုင်းကုန်းတွေမှာတွေ့ရတတ်တယ်ဒီ ghoul အမတွေကိုကြတော့အထီးတွေမဟုတ်ဘူးเนาะအမတွေကိုကြတော့ဒန်နာကြီးတွေမှာဆုံးမတွေဖြစ်နေပေါ်ပြထားတယ်အာရီဘီယန်ဒန်နာကြီးတွေနဲ့ပါရှန်ဒန်နာကြီးတွေမှာကြတော့ဒီ ghoul တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော်တော်လေးကိုရေပန်းစားတာတွေ့ရတယ်ရိုးရပုံမြင်နေအနေနဲ့ပြောရမယ်ဆိုရင်တော့ဗျာ ghoul အမတွေကို ၊တွေးဆောင်ဖျားယောင်းတတ်တဲ့ဂျင်မာတွေ၊လှည့်ဖျားတတ်တဲ့ဂျင်မာတွေ၊မာယာပရိရဲ့လှည့်စားမှုများလုံးတဲ့ဂျင်မာတွေဆိုပြီးတော့ပြောကြတယ်။နောက်ပြီးတော့တဝက်ကလူ၊တဝက်ကဂျင်ဆိုပြီးတော့လည်းပြောကြတယ်။များသောအားဖြင့်သူတို့ကကန္နာရီတွေမှာနေထိုင်ကြတဲ့ဂျင်တွေဖြစ်တယ်။တချို့ကတော့လူသားတွေနဲ့လည်းရင်းနှီးကြတယ်။အဲ့လိုမျိုးတွေတော့ပေါ်ပြထားတယ်။ဒါကတော့ဂျင်မျိုးစား၅ခုအကြောင်းကျွန်တော်ဒီလောက်လေးပြောပြတာ။ဂျင်တွေမှာဘာထူးခြားချက်တွေရှိလဲ ျွန်တော်လေ့လာတွေ့ရှိရတဲ့လောက်ကတော့ဂျင်းတွေကမီးနဲ့လေနဲ့နှမျိုးစလုံးနဲ့ရုံတော်ပြီးဖန်ဆင်းခံခဲ့ရလို့သူတို့ကပေါ့ပေါ့ပါပါဖြက်ဖြက်လက်လက်နဲ့တော်တော်ကြီးလင်းလင်းမြန်မြန်သွားလာလှုပ်ရှားနိုင်တယ်ပြီးတော့သူတို့ကသူတို့ရဲ့မူရင်းရုပ်တွင်မြင်နေပဲဖြစ်ဖြစ်ရုပ်ပြောင်းရုပ်လွယ်ဖြစ်ဖြစ်လှုပ်တတ်တယ်အဲရုပ်ပြောင်းရုပ်လွယ်ဆိုတာကခွေးကြောင်မွေကင်းလူစားတဲ့ဖြစ်ပေါ့ဗျာသူတို့ကအမျိုးမျိုးပုံစံနဲ့ပဲဖြစ်ဖြစ်လှုပ်တတ်ကြတယ်ထိုင်းလန်းစရာပုံတွေကြောင်းလန်းစရာပုံတွေလည်းပြောင်းလဲနိုင်စွမ်းရှိတယ် လူတွေရဲ့အသွေးအသားအကြောတဲ့အထိကိုဝင်ပြီးတော့လူသားစိတ်နှလုံးသားကိုစိုးမှုပြီးသူတို့လှုပ်ချင်တာတွေကိုလူအသွင်ယူပြီးတော့လဲလှုပ်ရှားတတ်တယ်။သူတို့ရဲ့မူရင်းအသွင်တရားကိုတော့ကျွန်တော်တို့တွေမတွေ့မြင်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုကိုဖြတ်ဝိစာတွေလို့ပဲပြောရမလား။ရုပ်ပြောင်းရုပ်လွယ်လဲသူတို့ကလုံနိုင်တယ်။သူတို့ပြောင်းကျင်တဲ့လူဖြစ်ဖြစ်တရားဖြစ်ဖြစ်အဲ့လိုရုပ်မျိုးကိုပြောင်းနိုင်တယ်။ ဘလောက်ထိလဲဆိုတော့သူတို့ပြောင်းလဲလိုက်တဲ့လူဒါမှမဟုတ်တရဝါရဲ့အတန်ကိုချွတ်ချွတ်တူအောင်ပြောနိုင်တယ်။ပြီးတော့ကျွန်တော်တို့လူသားတွေထဲမှာလည်းတချို့တွေရှိရလေ။အဲ့လိုမျိုးဂျင်းတွေကိုနိုင်နှင်းတဲ့ကျင့်စဉ်တွေလုပ်တယ်ဗျာ။အပြီးတော့လုံးဝကိုနိုင်နှင်းလွမ်းမိုးနိုင်တဲ့အဆင့်ရောက်ပြီဆိုရင်သူတို့ကိုခိုင်းစေတာမျိုးလည်းရှိတယ်။နောက်ပြီးတော့သူတို့ကဘာရင်စားလဲဆိုရင်မီးတွေအယိုးစားကျွန်းစားကြံတယ်။ဒါဆိုဂျင်းတွေကကျွန်တော်တို့လူသားတွေနဲ့ဘာတွေတူညီကြလဲ။သူတို့ရှိမှကျွန်တော်တို့လိုပဲအဖို့အမရှိတယ်။လိန်ရင်ကကွဲပြားမှုရှိတယ်။ အချစ်တွေအမုန်းတွေလည်းရှိတယ်ဗျာလက်ထက်တာတွေလည်းလှုပ်တယ်ထိမ်းမြန်းတာတွေလည်းလှုပ်တယ်လူတွေလိုပဲမျိုးဆက်ပြန့်ပွားတယ်ကျွန်တော်တို့လိုပဲစားတယ်တောက်တယ်သွာလာနေထိုင်တယ်သူတို့မှလည်းသူတို့မျိုးရိုးနဲ့သူတို့သူတို့မျိုးနွယ်နဲ့သူတို့ရှိပြီးသားဘာသာကြီးမှဆိုရင်လည်းသူတို့မှဘာသာဆုံးရှိပြီးသားကိုယ်ကိုယ်ယုံကြည်မှုအဆုံးရှိပြီးသားကျွန်တော်တို့လူသားတွေမှလည်းလူကောင်းလူဆိုးရှိတယ်မလားအဲ့လိုပဲသူတို့ဂျင်တွေမှလည်းဂျင်ကောင်းဂျင်ဆိုးဟာရှိတယ်ဂျင်ကောင်းဆိုတာဒီညမှာကျွန်တော်ဘယ်လိုပြောရင်ကောင်းမလဲဆိုတော့သူတို့ဘာသာအေးအေးဆေးဆေးနေတတ်တယ်ဗျာအဲ့လိုမျိုးဂျင်တွေကိုပြောတာ အဲဂျင်ဆိုးကြတော့လူတွေကိုဒုက္ခပေးမယ်ဆိုးသွမ်းမယ်ပေါက်ကျစင်းလဲမယ်အဲ့လိုမျိုးဂျင်တွေပေါ့ဂျင်ဆိုးဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှာဖွေကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဒီစေတန်စေတန်နဲ့သူရဲ့ knowledge ပေါင်းပါရှိုက်တန်တွေသူတို့အုပ်စုတွေကိုဂျင်ဆိုးတွေဆိုပြီးတော့ခေါ်ကြတယ်အဲ့လိုမျိုးပေါ့စေတန်တွေရှိုက်တန်တွေကိုတချို့ဆိုရင်ကိုးပွယ်တဲ့အဆင့်တွေအထိပါလောက်ကြတယ်ပြီးတော့ကျွန်တော်တို့ပညာသင်ယူစီးပူရာရှိတယ်လို့သူတို့ရှိမှလည်းပညာသင်ယူစီးပူရာတွေရှိတယ်အဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလူသားတွေနဲ့ဂျင်တွေရဲ့ကြားထဲမှာပတ်သက်ဆက်နွယ်မှုတွေရှိလား ဟုတ်ပဲရှိပါတယ်တချို့ဆိုရင်ဂျင်းနေရောအဲ့လိုမျိုးကျင့်စဉ်တွေလုပ်ပြီးတော့ခိုင်းစီတဲ့ဆရာတွေရှိတယ်လို့တချို့ဆိုရင်ဒီဂျင်းနေနဲ့အိမ်အောင်ကြတာချစ်ကြိုက်တာ အမီတားစုတွေကလေးတွေရှိတာမျိုးတွေပါရှိတယ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းရှိတယ်ဂျင်းနေဖို့လည်းလူသားတွေနဲ့ပတ်သက်ဆက်နွယ်တာကိုချစ်တာကြိုက်တာကိုတားမြစ်ထားတယ်လို့မျိုးကျွန်တော်တို့လူသားတွေကိုလည်းဒီဂျင်းနေနဲ့ပတ်သက်ဆက်နွယ်တာချစ်တာကြိုက်တာတွေကိုတားမြစ်ထားတယ်အမျိုးသားတွေဆိုရင်လည်းတချို့တချို့တော့အဲ့လိုမျိုးဂျင်းမျိုးသမီးတွေနဲ့ချစ်ကြိုက်ပြီးတော့ အကလေးတွေရလာမိသားစုတွေဖြစ်နေတာတွေရှိတယ်အဲသူတို့ကြတော့အပြင်မှာလူသားအမျိုးသမီးနဲ့အိမ်အောင်ပြုတာမျိုးမလုပ်တော့ဘူးမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်အဲတချို့အမျိုးသမီးတွေကိုဆိုရင်လည်းအရင်အထီးကြီးကကြိုက်သွားပြီဆိုရင် အိမ်အောင်ပြုလို့မရအောင်ဒုက္ခပေးတတ်တယ်ပေါ့ဗျာအိမ်အောင်ပြုပြီဆိုရင်လည်းအိမ်အောင်ပြုမဲ့လူသူတို့သားရဲ့အတတ်အအနေပါချင်းချောက်တဲ့အထိခိုင်းမဲ့အထိအဖြစ်ပြက်တွေအများကြီးရှိတယ်ဒါကြတော့မိတ်ဆွေတို့လည်းကြားပူပြီးသားဖြစ်မှာပါဒီလိုမျိုးအကြောင်းအရာတွေကကျွန်တော်တို့လက်တွေ့ဘဝမှာလည်းအများကြီးရှိတယ်အခုလိုအကြောင်းအရာတွေကိုယုံကြည်ခြင်းမယုံကြည်ခြင်းရတော့မိတ်ဆွေတို့တဦးချင်းစီရဲ့ခံယူချက်နဲ့ပဲသက်ဆိုင်ပါတယ်ကျွန်တော်ကတော့တဘာဝလုံးအကြောင်းအရာတွေရဂျင်းဆိုတဲ့ခေါင်းစဉ်အောက်မှာရှာဖွေတွေ့ရှိရတဲ့လောက်လေးကိုမိတ်ဆွေတို့အတွက်မျှဝေပေးလိုက်တာပါ အခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာလေးတွေသိကျင်နေဆိုလို့ရှိရင်တော့ကွန်မန့်မှာမှတ်ပြီးပါလို့ရပါတယ်။အားထောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။